မင်္ဂလာပါရှင်ကျွန်မတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ ECNWF Cyclone Activity Chart မှာမေလ29ရက်နေ့မှာ Cyclone မုန်တိုင်းဖြစ်နိုင်ခြင်းတရားခိုင်နှုန်းရှိလာကြောင်းတွေ့ရပါတယ်29ရက်28ရက်29ရက်30ရက်နေ့တွေမှာမြန်မာနိုင်ငံဘက်ကမုန်တိုင်းအရှိန်တက်ရောက်နိုင်မယ့်အခြေအနေလည်းပိုတိုးလာပါမယ်မုန်တိုင်းရဲ့အရှိန်တက်ရောက်မှုဆိုတာမိုးရောလေရောပါ ရခိုင်ကမ်းရိုးတလျှောက်ကကြောက်ပြူစစ်တွေဘူးသေးတောင်ရသေးတောင်စားတဲ့ဒေသတွေမှာမိုးလေလိုင်းပြင်းထန်ပါမယ်။ဆိုင်ကလုံးမုန်တိုင်းမောခါရုံကလိုမုန်တိုင်းတိုက်ရိုက်ဝင်တိုက်မှာမဟုတ်တာကြောင့်အဲ့ဒီတုံကလိုတော့ထိခိုက်နိုင်ခြင်းမရှိပါဘူး။လေပြင်းဟာတနအီကိုမိုင်40ကျော်အထိတိုက်ခတ်နိုင်ပါတယ်။ဒီတရားမှုကကျော်လ12ရက်အထိကြာမြင့်နိုင်ပါမယ်။ EC Andrew ရဲ့ဂျိုတင်ခံမှန်းချက်ကို ဒီတရားမှုကဂျွန်လ၂ရက်ထိကြာမြင့်နိုင်မယ်လို့ ECNW ကကြိုတင်ခန့်မှန်းချက်အရမူလတာသူတည်တည်အွန်လိုင်းကမေလ26ရက်ည8:20ချိန်မှာအခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါအပြင်လာမယ့်မေလ28ရက်ညနေပိုင်းမှာ လာကြည့်ကြမယ့်အစ္စလမ်ဘာသာဝင်တွေအတွက်လည်းမေလ28ရက်မှာဖြစ်လာနိုင်တဲ့လေဖိအားနဲ့ရောင်းအရှိန်တက်ရမှုကြောင့်တနိုင်ငံလုံးမှာတိမ်တို့ဖြစ်ပေါ်မှုတရားအခိုင်အုံရှိနေပါမယ်။အမြင့်မေ9000မှာအနောက်တောင်ဘက်ကလေတိုင်တို့ဟာတနအီကိုမိုင်40ကျော်ခန့်တိုက်ခတ်နိုင်ပြီးရေပြင်ကြီးအမြင့်မှာတော့တနအီကို10မိုင်နဲ့အထက်တိုက်ခတ်ပါမယ်။ဒါကြောင့်ဖြစ်ပေါ်လာတဲ့ထူးခြားမှုလို့သာအချင်းတွေအရလာကြည့်ဖို့နဲ့လာမြင်နိုင်ဖို့အခက်အခဲရှိနေမှာဖြစ်ပြီးအထက်မြင့်အပိုင်းတွေမှာလေတိုင်တို့ပြင်းထန်နိုင်မှာဖြစ်တာကြောင့် ောင်းလဲသတင်းပြုအဆင့်ကျင်းကြားဖို့အသေးပေးဖော်ပြလာခဲ့တာဖြစ်ပါတယ်ဒါအပြင်26ရက်28ရက်28ရက်29ရက်30ရက်အထိရန်ကုန်မြစ်တွင်မှဒီရတက်ချိန်တွေရှိပါမယ်။ဒီရတက်ချိန်နဲ့မိုးများချိန်ကြုံရင်တော့တိုက်ဆိုင်ရင်ချောင်းပင်မြစ်ပင်ရွက်ွက်တွေရေကြီးနိုင်လို့သတိထားကြဖို့အသေးပေးလာခဲ့တာဖြစ်ပါတယ်။ မေလ29ရက်နေ့နေ့လယ်ပိုင်းမှာလည်းပဲမင်္ဂလာပင်လယ်အော်မှာလေဖိအားနဲ့ရောင်းဝန်စတင်ဖြစ်ပေါ်ပါမယ်။လက်ရှိအချိန်မှာတော့ JDWC ကစောင့်ကြည့်ရမယ့် system အင်ဗတ်နတ်တဖို့ဘီအဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လေ2025ခုနှစ်မေလ28ရက်နေ့မနက်တနာရီကနေနေ့လယ်7နာရီအတွင်းမိုးကြီးနိုင်တဲ့မြို့တွေခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဒီနေ့မနက်တနာရီချိန်ကနေမနက်6နာရီအတွင်းဆွန်ပရာဘွန်ဆော့လော်ခေါလန်ပူတနိုင်းကလောအောင်ပန်တောင်းရင်းချင်းနတ်မောင်မြို့တည်မိထီလာသဲကုံဇီကုံနှစ်တလင်းပေါင်းနဲ့ဂျိုးပင်ကောင်အုပ်ဖို့မွညိုမင်းလာလက်ပန်း30တာရောက်ရင်ပေါင်းလောင်ကြောက်တရာပိစလုံးညောင်လေးပင်ပဲနယ်ကုန်ပြတ်တစားတိုက်ဦးမတောက်ရွှေချင်းပြင်ပုံချင်းဖရာချင်းဝော ပကောတဝကဝတနက်ပင်တက္ကလာအင်းတက်ကောအေရီတိုင်းတွင်မှရှိတဲ့မြို့နယ်အလုံးရောင်တိုင်းတွင်မှရှိတဲ့မြို့နယ်အလုံးမွန်ပြည်နယ်အတွင်းမှရှိတဲ့မြို့နယ်အလုံးရှမ်းရွာတဲ့ကမာမောင်လှိုင်းပွဲပိုင်ကြုံဖက်အံမြရီမင်းဆောင်ကြုံတုံကော့ကရစ်ကြိုင်းစိကြီးကြိုက်တုံဖရားသုံးစုလားရှူပန်လုံးဟိုးပန်လောက်ကိုင်းချင်းရွှေရောကုံချံမုံကုံကုခိုင်တာမိုးညင်းနဲ့တိမ့်ရီမြို့တွေမှာမိုးတင်းတင်းကနေနေရာကွက်ပင်မိုးကြီးတာမိုးသေးထန်တာနဲ့ မိုးကြိုးပြစ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီနေ့မနက်6နာရီချိန်ကနေမွန်တဲ7နာရီတွင်ခေါလံဘူးစော်လော်ជីဝေစွန်ပရပွန်ရှင်ဘူရန်တနိုင်စော်မင်းတုံအောက်ကံမတည့်ရပြီးပထောင်ရွှေတောင် ပေါန့်ခေါန်တဲကုံပေါန့်တဲ့နှစ်တလင်းစည်းကုံကျိုးပင်ကောက်အုပ်ဖို့မဲလာမိုးညူတာရော်ရီလက်ဗရန်30တောင်ကိုထန်းတပဲဇရော်ရီဖြူ ကညောကွင်ပဲနွယ်ကုံပိစလုံညောင်လေးပင်ပြွန့်တစတိုက်ဦးမတော်ရွှေကျင်တက္ကလာဝကဝပကိုတနပ်ပင်အဲ့ရကော တဝဖျားကြီးပြပုံကြီးတန်တော်တန်တော်ကြီးဘောကလေးဖာပွန်ကမာမောင်ရှမ်းရတဲ့လှိုင်းပွဲဖအံပိုင်ကြုံကြုံတို့ကောကလေးဖျားသုံးစုကြိုက်တုံကြိုင်းစိကြီးတဝဲရေပြူမြတ်တာလောင်းလုံးတရချောင်းမိုးပင်ကြိုက်လက်ဖျားပုံတိတိရဲ့ပန်းတနော်ညောင်တုံတနုပြူဇလောမြတ်အောင်ရန်ကုန်တွင်းမှာရှိတဲ့မြို့နယ်တွေအားလုံးတိန်စရက်ကြိုက်ထီယိုတောင်ကြိုက်ထိုးဘီးလင်တထုံပေါင်မော်လမြိုင်ကြိုက်မြော့ချောင်းစုံကြိုက်ခင်ပြီးတပ်ပြူစရက်ခေါ်စာလွိုင်းကိုဒီမိုးဆိုဖရူဆို ဘောရခင်ဖားဆောင်မဲဆယ်ရွာတဲ့နဲ့ရှာတော်မျိုးတွေမှာတော့မိုးတင်တင်ကနေနေရာကွက်ပြီးမိုးကြီးတာမိုးသက်ထန်တာတွေမိုးချိုးပြတာတွေဖြစ်ပေါ်ပါမယ်။မိုးကြီးလားမကြီးလားများလားနည်းလားဆိုတာကတော့ဆက်လက်ပြီးတော့အထူးမူလို့သတင်းကိုဖော်ပြပေးပါမယ်။2025ခုနှစ်မေလ26ရက်နေ့မြန်မာစံတော်ချိန်ညနေ6နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ4နာရီခွဲချိန်တိုင်းထွာချက်တွေရကပ်ပြေပင်လေပင်နဲ့ပင်လားပင်လေအောင်မှာရေဒုမငိန်တက်မှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်လည်းကောင်းမိုးတုံလေအားကောင်းရာကနေအားလုံးကောင်းနေတာကြောင့်လည်းကောင်းအပူပြန်တဲ့တိမ်တွေဖြစ်ထုံးမှုအားကောင်းတာကြောင့်လည်းကောင်း ဒီနေ့ညနေကနေ2ရက်6လ2025အတွင်းမှာတော့နေပြည်တော်ရောက်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမိုးတိုင်းဒေသကြီးမိုးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအရာတိုင်းဒေသကြီးလင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာဆက်ဆဲကနေနေရာအနှံ့ပြမိုးထည့်ကြုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာနေရာကွက်ပြီးမူကြည့်ပါမယ်။ အကြံပြုချက်အနေနဲ့ကတော့မိုးသည်ထန်စွာရွာသွန်းလာတဲ့နယ်အတူတူလေပြင်းတွေတိုက်ခတ်တာမိုးထစ်ကြုံတာမိုးကြိုးပြစ်တာလျှက်စီးလက်တာမိုးသည်ကြွေတာလျှက်ပြဲရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကုန်းမြစ်ဒေသအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်နဲ့မြင်းငယ်၆ငယ်အနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးဟင်ရှားမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်ရင်းရဲ့ကြောင့်သွာလာရင်လည်းလေကြောင်းပြန်တိုက်ရင်အနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါတယ်ဆက်လက်ပြီးတော့မေလ29ရက်အတွက်မလို့သာခံမှန်းချက်ကိုဖော်ပြပေးပါမယ် ဗင်နာပင်လယ်အချင်းကြီးကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဗင်နာပင်လယ်အမှာတိမ်သင်းတဲ့ကနေတည်တူတက်ပြီးမုတ်တုံလေးအားကောင်းရကနေအားလုံးကောင်းပါမယ်။ဗင်နာပင်လယ်ကိုအနောက်လေပိုင်းနဲ့ဆက်စပ်ရရှိတဲ့ဗင်နာပင်လယ်မြောက်ပိုင်းမှာလိပိအားနဲ့ရောင်တော့ကိုဖြစ်ပေါ်လာနိုင်ခြင်းရှိပါတယ်။ပင်လယ်ပင်အချင်းကြီးကတော့လိပိအားနဲ့ရောင်ရဲ့အရှင်ကြောင့်တင်းနိုင်ကင်မရာရခိုင်ကင်မရာမုဒမကွေနဲ့မြို့ဝကျောင်းပေါ်ဒေသတွေမှာတစ်ခါတည်းရမုတ်တက်လေးပင်နေကြရောက်နိုင်ပြီးတော့အနောက်အနောက်တောင်ဘက်ကနေတနအိုင်ကိုမိုင်30ကနေ35မိုင်ထိတိုက်ခတ်ပါမယ်။လေပင်တိုက်ခတ်မှုတွေကြောင့်ပင်လယ်ပင်မှာလှိုင်းကြည့်ပါမယ်။မိုးချင်းကြီးကတော့ရောင်တိုင်းအေရီတိုင်းမကွေတိုင်းပဲ ကိုတိုင်ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ရခိုင်ပြည်နယ်၊မွန်ပြည်နယ်မှာတော့နေရာအနှံ့ပြားမုထွေကြုံစွာသွားပြီးနေရာကွက်ပြီးမူကြည့်ပါမယ်။နေပြီးတော့စကိုင်းတိုင်း၊မန္တလေးတိုင်း၊တရင်းတိုင်းတိုင်း၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာတော့နေအားစိတ်ဆိတ်မှုထိကျုံရွာသွန်းပါမယ်။နေပူချိန်ကတော့မန္တလေးကတွဲလုံးမှာပုံမှန်ပူချိန်အောင်ကြဆင်းပါမယ်။ဆက်လက်ပြီးတော့မိုးရွာမှာမိုးများပြီးတော့ရေကြီးနေတဲ့အကြောင်းဖော်ပြပေးပါမယ်။စကိုင်းတိုင်းမိုးရွာမြို့မှာမိုးများပြီးတော့ရေကြီးတာရေရှမ်းလို့ရက်ွက်တွေကနေနေတွင်ရေဝင်ရောက်နေတယ်လို့ဒေသခံတွေကသိရပါတယ်။ပြီးခဲ့တဲ့မေလ24ရက်ကနေစပြီးတော့မိုးသည်တန်စွာရွာသွန်းတာကြောင့်မိုးရွာမြို့ကပြီးတော့သာယုံကြည်ဖုံးဆိုမြောက်ရီရှန်ကင်းယုံကြည်ချမ်းမြောက်ရီအင်းရွာတဲ့စတဲ့ရက်ွက်တွေအပါအဝင်ရက်ွက်အများပြားကနေနေတယ်ရေဝင်ရောက်လျက်ရှိတယ်လို့သိရပါတယ်။ ။ရေတွေကမင်းကမေလ25ရက်နေ့လည်3နာရီလောက်မှာရုတ်တရက်ဝင်ချလာတယ်။ရေတိုးတာကလည်းအရင်မြန်နဲ့ပစ္စည်းတွေရွှေပြောင်းကြတောင်မရလိုက်ဘူး။အင်းထဲကလျှက်စစ်ပစ္စည်းတွေလည်းရေတွေဝင်ပြီးပျက်စီးကုန်တယ်။အိမ်တိုင်းလိုလိုပစ္စည်းတွေတော်တော်များများရေမြုပ်ကုန်တယ်။ဘာမှမရွှေနိုင်ဘူး။ဒီတိုင်းကြည့်နေရတယ်။ညနေ6နာရီဝင်ချင်မှရေတွေအများကြီးဖြစ်လာတယ်။ပေါင်လေလောက်ထိရောက်လာတာ။ကြောက်ကဆင်းကလည်းရေလွတ်တယ်လို့တော့ကြားတယ်။ဟုံးမုံတော့မသိရသေးဘူးလို့ဒေသခံကဆိုပါတယ်။လက်ရှိမှာတော့ အေးတာလန့်အနောက်ဘက်မှာရေတွေဝင်ရောက်နေတယ်လို့တမစိတ်တာလန့်နဲ့တိရိမင်္ဂလာလမ်းဆောင်ဘက်အပြင်သာစီလန့် TTC ကျောင်းသားနဲ့ကြောက်ကလမ်းမတွေပေါ်မှာလည်းရေကျော်နေတယ်လို့ဆိုပါရယ်မေလ26ရက်မနက်ပိုင်းမှာရေပြန်ကျသွားပေမဲ့နေ့လယ်7နာရီခွဲဝင်းကျင်ကစလို့ရေပြန်တက်လာတာဖြစ်တယ်လို့ဆိုပါရယ်မိုးများလာတဲ့အပြင်ရေလိုမြောင်းစနစ်တွေမကောင်းလို့ရေမစင်းတာမြောင်းတွေလည်းအမိုက်တိုက်တွေနဲ့ပြင်းနေတယ်ချောင်းရည်တွေရှန်တာရွှေတူးမြေဖြိုးတာ တစ်ပင်ခုတ်တာတဲ့ကြောင့်ဂေဟာစနစ်ပျက်စီးကုန်တဲ့အတွက်အခုလိုရေကြီးရေရှမ်းလာတဲ့ဖြစ်ပေါ်လာတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။မွေရွာကမြင်းနေပိုင်းနေရာတွေလည်းအလွန်များတယ်။ဒီတော့ကမြင်းမျက်နှာပြင်နှိမ့်တဲ့နေရာတွေ ချောင်းရီမြောင်းရီကရွတ်တရံအမြန်နှုံးနဲ့တူလာလို့ရေတက်မြန်တဲ့သဘောပါပဲပြီးတော့ဒီနှစ်ကမိုးတခါရွာရင်ရေတခါဝင်နေဆိုတော့ပိုးဆိုးတယ်လို့ပြောရမယ်အရင်နှစ်တွေကရေဝင်နေဆိုတော့မိုး3-4ရက်လောက်ဆက်ရွာမှာရေကြီးတာပြီးတော့အရင်နှစ်တွေကရေဝင်နေဆိုပေမဲ့အခုလောက်တော့မများဘူးအခုကမိုးရဲအစပဲရှိသေးတာအစမှတော့အရင်နှစ်ကမရောက်ဘူးတဲ့ရေအမြင့်တွေရောက်လာတယ်မိနစ်ကရောက်ဘူးတာတဲ့ငါးလမ်းမလောက်ပိုတယ်လို့နောက်ထပ်ဒေသခံကဆိုပါတယ် မူလဥတာနဲ့ဇလဗီတာညွှန်ကြားမှုဦးစီးဌာနရဲ့မေလ25ရက်ညနေ6နာရီချိန်ထုတ်ပြန်တဲ့အထူးမူလဥတာသတင်းပေးချက်အရကပလင်ပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အမှလေလုမငိတတ်တာတွေဖြစ်ပေါ်လာနိုင်တာမုတ်တုံလီအာကောင်းတာအပူပြတ်တဲ့ဒိန်တွေဖြစ်ထွန်းမှုအာကောင်းတာကြောင့် မေ25ရက်နေ့ညနေပိုင်းကလည်းနှစ်ရက်နေအတွင်းတိုင်းနယ်ပြည်နယ်တချို့မှာမိုးရွာသွန်းမှုတွေဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်။ရွာသွန်းနိုင်တဲ့ဒေသနဲ့မိုးရွာသွန်းနိုင်မယ့်အခြေအနေကတော့နေပြည်တော်ရောင်တိုင်းမက်ဒလီပကိုးမကွေးစကိုင်းအရာတွေတနင်္လာရီကချင်းကယားကရင်ချင်းမော်ရခိုင်ရှမ်းပြည်နယ်မှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြမိုးထစ်ကြုံရွာသွန်းကတချို့ဒေသတွေမှာကတော့နေရာကွက်ပြီးမိုးကြီးမယ်လို့သိရပါတယ်။ဒီလိုမိုးသက်တမ်းစွာရွာသွန်းတာနဲ့လေပြင်းတိုက်တာမိုးချုံတာ မိုးကြိုးဖြစ်တာလျှက်စီးလက်တာမိုးသီးကြွေတာလျှက်တဲ့ပြည့်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘောဝပြည့်ရနေတယ်ဖြစ်ပေါ်နိုင်တယ်လို့လည်းသိရပါတယ်။ဒါကြောင့်ကုန်းမြေဒေသအနေနဲ့နေထိုင်နေသူတွေအနေနဲ့မြေပြိုတာမြင့်ငယ်ချောင်းငယ်နေမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှမ်းမှုအန္တရာယ်ကိုကြိုတင်သတိပြုရှောင်ရှားဖို့လိုသလိုပဲပြည်ရင်းရေချောင်းသွားလာရင်လည်းလေချောင်းပြန်တိုင်းအနေနဲ့လည်းကြိုတင်သတိပြုဖို့လိုအပ်တယ်လို့မြို့သားနဲ့ဇလားပြည်တော်ညွှန်ကြားမှုဦးစီးဌာနကအသိပေးနှိုးဆော်ထားတာဖြစ်ပါတယ်။